မင်းဆန်းခွန်နီချီဝါဂျပန်မြန်မာလင်းကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီနေ့မှဆိုရင်တော့ N2 ခန်းကြီးမာစတာရဲ့43ရက်မြောက်ကိုဆက်သွားကြမယ်။အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးတွေကတော့ဒီအောက်မှာဖော်ပြထားတဲ့ခန်းကြီးလေးပါဝင်မယ်။အသေးစိတ်တစ်ခုချင်းစီရောနောက်မှဆက်ကြည့်ကြမယ်နော်။ ဟုတ်ပြီအဲ့ဒါဆိုရင်128လုံးမြောက်ခန်းကြီးရောက်သွားပြီဒီခန်းကြီး8မှာဆိုရင်ဒီခန်းကြီးလေးရဲ့ခွန်းယော်မီနဲ့အုံးယော်မီကိုအရင်ဆုံးပြောမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ခွန်းယော်မီအနေနဲ့ကဘာလဲဆိုတော့ရှီတာကောက်ဆိုရဲလိုက်နာတယ်ဆိုရဲခန်းကြီးလေးရှီတာကောက်ဦးလိုက်နာသည်ဆိုရဲခန်းကြီးလေးဖြစ်ပြီးတော့အုံးယော်မီအနေနဲ့က3ခုရှိတယ်အဲ့တော့ဒီ3ခုလေးကဘာလဲဆိုတော့ဂျူးရယ်ရှောရယ်ဂျူးရယ်ဆိုပြီးတော့ရှိတယ်အဲ့တော့ဘာလဲဆိုတော့ ဒီနောက်ဆုံးအခန်းကြီးเนี่ยတိတ်မတုံးတဲ့အတွက်ကြောင့်မလို့ဒီမှာအဲ့တော့မဖော်ပြထားတော့ဘူးပေါ့เนาะအဲ့တော့ဒီဟာကိုအရင်ဆုံးပြောမယ်ဂျူးကကြတော့ဘာလဲဆိုတော့ဂျူးကျူးကျွန်းပေါ့နော်ကျူးကျွန်းဆိုတာဘာလဲဆိုတော့ကျွန်းနွန်နာခံမှုကိုပြောတာဗာလဲကျူးကျွန်းဆိုတာက ကျွန်းနွန်နာခံမှုသူကလိုက်နာတယ်ဆိုရဲလိုက်နာတယ်နာခံတယ်ဆိုရဲအသေးပေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျူးကျွန်းလဲဆိုတော့ ကျွန်းနွန်နာခံမှုအဲ့ဒီဂျွန်းလေးကကြတော့ဘာလဲဆိုဂျွန်းဘန်းတို့ပါလို့လေကိုယ့်ရဲ့အလှဲ့ကြတွေပါဒီမှာသုံးတဲ့ခန်းကြီးလေးနော်ဒီဂျွန်းကအဲ့တော့ဒါက knowledge အနေနဲ့ပဲမှတ်ထားဒါကဘာလဲဆိုတော့ဒီဂျူးလေးကကြတော့ဂျူးဂျွန်းဆိုပြီးသုံးတယ်ကျွန်းနွန်နာခံမှုဟုတ်ပြီအဲ့ဒါဆိုရင်ဒီ show လေးကဘယ်မှာသုံးလဲဆိုတော့ show yo ဆိုပြီးသုံးတယ်ဘာလဲစိတ် စိတ်အေးစေးတည်ငြိမ်တာပေါ့နော်အစိတ်အေးစေးတည်ငြိမ်တဲ့နေရာမှာသုံးတယ်ဗာလဲရှောယောဆိုပြီးတော့သုံးတယ်အဲ့တော့ဒီယောလေးကဘယ်မှာမြင်မှုလဲဆိုတော့နိုင်ယောအကြောင်းအရာတွေ contents တွေမှာပြောတယ်ယောလေးပေါ့နော်အဲ့တော့ဒီနိုင်ယောလေး ਨੇ ပေါင်းလိုက်တဲ့အခါမှာရှောယောဆိုရင်စိတ်အေးစေးအေးစေးတည်ငြိမ်တာကိုပြောတာအဲ့တော့ဗာလဲသူကရှိတာကားကိုလိုက်နာတယ်ဂျူးဆိုရင်ဗာလဲဂျူးဂျွန်းဖြစ်ပြီးတော့ရှောဆိုရင်ရှောယောစိတ်အေးစေး ACD နေနာကိုပြောတာဟုတ်ပြီအဲ့ဆိုရင်မှတ်နီးလေးကိုဆက်ကြည့်ကြမယ်เนาะမှတ်နီးနေနေက3ဘိုင်းပိုင်းပြီးတော့မှတ်လို့ရရပေါ့เนาะဒီမှာ3ဘိုင်းပေါ့အဲ့တော့ဒီဒီအပိုင်းလေးကိုအရင်ပြောမယ်ဒီအပိုင်းလေးကဘာနဲ့တူလဲဆိုတော့အရှိဆိုရဲ6တော့ခန်းကြီးလေးနဲ့တူရဲဆိုတော့6တော့ဒီအပေါ်ဟာခတာချီလေးနဲ့ပဲမှတ်မယ်သူကပုံတံလေးနဲ့ပဲမှတ်မယ်ဆိုတော့ဒါက1 2ဆိုတော့1လို့မှတ်လိုက်မယ်ဗာလဲ1 2အဲ့တော့6တော့2ချောင်းနဲ့အရှိဆိုရဲ6တော့လေးရဲ့ဗာလဲပြီးတော့ကြ1 6တော့2ချောင်းနဲ့ ော့ဒီနောက်ဒီရှေ့ရခန်းကြီးကဘာလဲဆိုတော့ ikku ဆိုတော့သွားမယ်ဆိုတော့အသေးပေရခန်းကြီးလေးပေါ့နော်အဲ့တော့ဗာလဲသူ့ဘာလို့ခေါ်လဲဆိုတော့ဂျောနင်းဘန်းလို့ခေါ်တယ်ဗာလဲသူ့ဂျောနင်းဘန်းလို့ခေါ်တယ်သူကသွားမယ်ဆိုတော့သွားတယ်ဆိုတော့အသေးပေရတဲ့ခန်းကြီးလေးဖြစ်တယ်ဆိုတော့အဲ့တော့သွားတာနဲ့မှတ်လိုက်မယ်အဲ့တော့ခြေထောက်နှချောင်းနဲ့သွားမယ်ဆိုရင်တော့မှဘာဖြစ်မှာလဲဆိုတော့ရှီတာကားကိုလိုက်နာရမယ်လိုက်နာရမယ်အစီကန်းနေရှိတယ်ကိုခြေထောက်နဲ့ကိုသွားတယ်ဆိုရင်တော့မှလိုက်နာရမယ်စီကန်းနေရှိတယ်ဆိုပြီးတော့မှတ်လို့ရတယ်အဲ့တော့ဗာလဲကိုခြေထောက်နဲ့ နှစ်ချောင်းနဲ့သွားမယ်ဆိုရင်เนาะရှီတာကားကိုလိုက်နာရမယ်စီကန်းနေရှိတယ်လို့မှတ်လို့ရတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်128လုံးမြောက်ခန်းကြီးလေးကပါလေးလဲရှီတာကားကိုလိုက်နာသည်ဂျူးဆိုရင်ဂျူးဂျွန်းကျုံမှုရှောဆိုရင်ကရှောရောစိတ်အီဂျီတည်ငြိမ်မှုဆိုပြီးတော့မှတ်လို့ရတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်129လုံးမြောက်ခန်းကြီးကိုဆက်သွားကြမယ်။တရား29လုံးမြောက်ခန်းကြီးရဲ့ဒီခန်းကြီးလေးသူ့ရဲ့ခွံ့ယုံမိနဲ့ဥယုံမျိုးအရင်ကြည့်မယ်ခွံ့ယုံမိနေနေရခိုသားရဲ့သူဆိုရဲအမ် ခိုတာအေရုဆိုတဲ့ခန်းကြီးလေးပေါ့နော်အာခိုတာအေရုမာတာလေးကျန်ငယ်နော်အဲ့တော့ဗာလဲခိုတာအေရုဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့မေကွန်းတစ်ခုကိုအာပေါ့နော်မေကွန်းတစ်ခုကိုဘာလောက်တာလဲဆိုတော့ဒါလေးကိုတစ်ခါပြင်လိုက်မယ်နော်မာတာလေးထထေးလိုက်အဲ့တော့မေကွန်းတစ်ခုကိုတော့ဗာလဲဆိုတော့ဖြေချတုံ့ပြန်တာဗာလဲခိုတာအေရုဆိုတာကမေကွန်းတစ်ခုကို ဖြေချတုံ့ပြန်တဲ့အချိန်မှာတုံးနေသူ့ရဲ့အုံယုံမိနေနေရအိုး အဲ့ဒါအိုးကကြာဘာလဲဆိုတော့ on ဆိုတဲ့ဟာဘာလဲထောက်ထောက်ခံအားပေးခြင်း on ဆိုတာကတော့ oh she must oh she must ကိုကအမြဲထောက်ခံအပြည့် support လုပ်တယ်ဆိုရဲအတိတ်ပဲရတယ်ခန်းစီလေးအရန်တော့နဲ့စာမုပ်ဘဲမှာလည်းအရန်မေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တေးချလေးမှတ်တာနော်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင် on ဆိုရဲခန်းစီလေးဖြစ်မယ်အဲ့တော့ဒီခန်းစီလေးကိုဘယ်လိုမှတ်မလဲဆိုရှင်းတယ်နှစ်ပိုင်းပဲရှိတယ်အဲ့တော့ဒီရှိအပေါ်ကအပိုင်းတွေကဘာလဲဆိုတော့မာတာတယ်ဆိုတော့ဂျောက်ကဘာကိုကိုစားပြီးရခန်းစီလေးဒီမှာဂျောက်ကဘာလေးနဲ့မတူလိုက်ဒီမှာဒါလေးကအပေါ်ပိုင်းလေးဒါတောင်ရဲ့ဒီဂျောက်ကဘာပိုင်းလေးပေါ့နော်အဲ့တော့ဒါလေးကိုဂျောက်ကဘာဖို့မှတ်လိုက်မယ်အဲ့တော့ဂျောက်ကဘာကိုသွားဖို့ဆိုရင်နော်နှလုံးသားကနေ ီးပြီးတော့ဂျောက်ကပားကိုသွားဖို့နှလုံးသားခိုခိုးတို့ဆိုတဲ့နှလုံးသားကနေပြီးတော့ ON လောက်ပါတယ်ထောက်ခံအားပေးတယ်ဂျောက်ကပားကိုသွားဖို့အဲ့တော့ဗာလဲဂျောက်ကပားကိုသွားဖို့ဆိုတဲ့မာတာလေးဆိုတဲ့ခန်းကြီးလေးရဲ့ပြုတ်ခိုခိုးတို့နှလုံးသားကနေပြီးတော့ ON လောက်ပါတယ်လို့မှတ်လို့ရမယ်အဲ့တော့ဗာလေဒီခန်းကြီးလေးကခိုသားရဲတို့ဆိုရဲမေကွန်တစ်ခုကိုပြန်လေဖြေကြတယ်တုံ့ပြန်နေဆိုတဲ့နေရာမှာသုံးတဲ့ခန်းကြီးလေးဖြစ်ပြီးအုံယောင်မိနေနေရ O အဲ့ O လေးကဘာမှသုံးလဲ ON ဆိုရဲထောက်ခံအားပေးခြင်းဆိုရဲအဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်သွားမယ် အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်နောက်ထပ်ခန်းကြီးတစ်ခုဆက်သွားကြမယ်အဲ့တော့130မြောက်ခန်းကြီးလေးပေါ့နော်130မြောက်ခန်းကြီးလေးကဒီခန်းကြီးလေးသူ့ရဲ့ခွံ့ယုံမီနဲ့ဥုံယုံမီကိုပြောမယ်အဲ့တော့ဘာလဲဆိုတော့အိုတိုဆူတဲ့တူရဲတူလို့ပေးထားရင်ရှေ့ရဟာဘာလဲအိုတိုဆူတဲ့တူဖြစ်မယ်အဲ့တော့နဲတူလို့ပေးထားရင်တာဆူနဲတူဖြစ်မယ် အလဲပတ်သွားတာပဲเนาะနှစ်ခုစလုံးอ่ะဗာလဲအဲဆောင်းဝဲမှာတကယ်လို့ဗာလဲဒီခန်းကြီးနေနဲ့ဒဲတူဆိုရင်ကအိုတိုစုဒဲတူဖြစ်ပြီးတော့နဲတူဆိုရင်ကသာစုနဲတူဖြစ်မယ်เนาะအဲ့ဒါလေးက point လေးအဓိကသတိထားပြီเนาะအဲ့တော့နှစ်ခုစလုံးကတော့အတိတ်ပဲကအလဲသွားသည်အဲ့တော့ဟုတ်ပြီနောက်တစ်ခုကအုံယောင်မီနေနေရဟိုအဲ့ဟိုးလေးဘာမှသုံးလဲဆိုတော့ဟော်မုန်းဆိုပြီးသုံးတယ်ဟော်မုန်းဆိုတာအလဲပတ်ဒီမုန်းလေးကိုဘာမှမြင်မှုလဲတူဤဆိုတဲ့ question နေတူဤဆိုတဲ့ question နေရှီစမုန်းဆိုတဲ့ question နေမှာမြင်မှုတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါလေးကကျတော့အလဲပတ်ဖြစ်မယ် အဲ့တော့ဒီကန်းကြီးလေးကိုဘယ်လိုမှတ်မလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်။အဲ့တော့ဒီနောက်ကပိုင်းလေးကကြာခတ်တာ direction ကိုပြောတယ်ဘယ်ဘက်လဲဆိုပြီးတော့မှတ်လိုက်မယ်။ခန်းကြီးလေးဖြစ်ပြီးတော့နောက်ကခန်းကြီးလေး EU ဆိုရဲပြောတယ်ဆိုရဲခန်းကြီးလေးဖြစ်တယ်။အဲ့တော့ဟုတ်ပြီ hormone ဆိုရဲအလဲအပတ်သွားဖို့ဆိုရင်ကိုကဘယ် direction လဲပြောမှသိမှာ။အဲ့တော့ hormone ဆိုတဲ့အလေအပတ်သွားဖို့ဆိုရင်ဘယ် direction လဲခတ်တာကို EU ပြောမှတိမှာလို့မှတ်လို့ရတယ် เนาะအဲ့တော့130မြောက်ခန်းကြီးလေးကပါလဲအိုတိုဆူတဲ့ရူထာဆူနေရူပြီးတော့ဟိုးဆိုရင်ကဟိုမွန်အလဲအပတ်ဆိုပြီးတော့ပြောတယ်အဲ့တော့အလုံး130မြောက်ခန်းကြီးလေးကလည်းပြီးသွားပြီစားရီကိုပြန်ပြီးတော့နှွေးပါဆောင်းဝဲလည်းနှီးပြီဆိုတော့အားလုံးပေါ့နော်အာစူးစားကြမယ်နော်အဲ့တော့ဟုတ်ပြီဒီနေ့အတွက်ကတော့ပြီးသွားပါပြီ皆さんありがとうございますまたねバイバイ